မင်္ဂလာပါခင်ဗျာအရိယာမြန်မာကနေပြီးတော့အော်တိုဘာလ12ရက်နေ့မြန်မာနိုင်ငံတဝမ်းလုံးမှာရှိနေတဲ့နိုင်ငံရေးစီစီးပွားရေးလူမျိုးသတင်းတွေကထူးခြားတဲ့သတင်းချို့ကိုကောင်းတော့တင်ပြပေးမှာဖြစ်ပါတယ်ပရမအောင်တင်ပြပေးလို့တဲ့သတင်းတစ်ပုဒ်ကတော့ Great Twin သီယူညွန်းတန်းမှာဥပဒေဘာသာရပ်ကိုထည့်သွင်းပို့ချနိုင်ရေးဆောင်ရွက်နေပြီဆိုတဲ့သတင်းဖြစ်ပါတယ် Great Twin သီယူညွန်းတန်းမှာဥပဒေဘာသာရပ်ထည့်သွင်းပို့ချနိုင်ဖို့ TOD တင်နန်းနေဆောင်ရွက်နေပြီဖြစ်တယ်လို့ ဥပဒေရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနဲ့ပြည်ထောင်စုရှေ့နေချုပ်ဒေါက်တာတီရာဦးကပြောပါတယ်။အော်တိုဘာလ17ရက်နေ့မှာပြုလုပ်ခဲ့တဲ့တိုင်းဒေသကြီးပြည်နယ်ဥပဒေချုပ်တွေတိုင်းဒေသကြီးပြည်နယ်ဥပဒေရရှိတွေနဲ့တွေ့ဆုံပွဲမှာပြောကြားခဲ့တာဖြစ်ပါတယ်။ဝန်ကြီးဌာနအနေနဲ့2025ခုနှစ်ကနေ2029ခုနှစ်ထိဆောင်ရွက်မဲ့တတိယမြောက်မဟာဗျူဟာစီမံကိန်းကိုပြည်သူ့အတွက်တည်ဆောက်လျက်ဥပဒေယုံကြည်ချက်ဆိုတဲ့စောင့်ဘုတ်ကိုချမှတ်ခဲ့ပြီးပန်းထိုင်9ရက်နဲ့ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။ တရိယာမြောက်မဟာဗျူဟာမြောက်စီမံကိန်းရာအသိရေးဆဲဆောင်ရွက်လုပ်ငန်းစဉ်တွေဖြစ်တဲ့ဥပဒေအသိပညာဆိုင်ရာဒီပလိုမာဘွဲ့သင်တန်းတွေဖွင့်လှစ်ခါတက္ကသိုလ်ကျောင်းသားတွေနဲ့ရှင်းနေရှိရတဲ့အတွက်ဥပဒေပညာရပ်ဆိုင်ရာသင်တန်းတွေဖွင့်လှစ်ပြီး Grade 10သင်ယူညွှန်းနှမ်းမှဥပဒေဘာသာရပ်ထက်သွင်းပို့ချဖို့ TOD သင်တန်းတွေဆောင်ရွက်ပြီး e-library ထောင်တာစတဲ့ပရမအောင်ဦးစားပေးလုပ်ငန်းတွေကိုစတင်ဆောင်ရွက်နေပြီဖြစ်တယ်လို့ဒေါ်တီတာဦးကပြောကြားခဲ့ပါတယ် ဆက်လက်ဖော်ပြပြီးလူတဲ့တင်ပုတ်ကတော့ပြည်သူစင်မူတန်းတင်နန်းအမှတ်စဉ်15တင်နန်းစင်ပွဲကျင်းပတယ်ဆိုတဲ့တင်ဖြစ်ပါတယ်ပြည်သူစင်မူတန်းတင်နန်းအမှတ်စဉ်15တင်နန်းစင်ပွဲများအားတိုင်းစစ်ဌာနချုပ်လိုက်နေမြေတင်နန်းချောင်းများမှာကျင်းပကြောင်းသိရပါတယ်နိုင်ငံသားတိုင်းဟာပြည်ထောင်စုမပြိုကွဲရေးတိုင်းသားစီလုံးညီညွတ်မှုမပြိုကွဲရေးအချုပ်ချာအာဏာတည်တံ့ခိုင်မြေဆိုတဲ့တို့တာဝန်ရေးသုံးပါးကိုစောင့်ထိုင်ရန်တာဝန်ရှိသဖြင့်၎င်းတာဝန်များကိုထမ်းဆောင်နိုင်ရန်အတွက် လာရောက်စင်းပေးသွင်းကြတဲ့လူငယ်များကိုပြည်သူစစ်မှုထမ်းတင်နန်းများဖွင့်လှစ်ပေးလက်ရှိရာပြည်သူစစ်မှုထမ်းတင်နန်းအမှတ်စဉ်15တင်နန်းစင်ပွဲခန်းနာကိုအော်တိုဘားလ10ရက်တိုင်းစစ်ဌာနချုပ်များမှနေမြေကန်တင်နန်းကျောင်းမှမှအသီးသီးကျင်းပပြုလုပ်ကြပါတယ်။အဆိုပါတင်နန်းစင်ပွဲကိုတင်နန်းစီးပြာစီစဉ်တိုင်းဆောင်ရွက်ကြပြီးတင်နန်းသားများကနိုင်ငံတော်အလံကို ကင်ပီးဂရီတစ္ဆာခံယူကြကြောင်းသိရပါတယ်။ခုနောက်တင်နန်းကျောင်းလိုက် သက်ဆိုင်ရာတာဝန်ရှိသူများကသင်တန်းစင်းအမှားစကားများတည်တည်ပြောကြားကြပြီးသင်တန်းထွက်ကျစုရရှိသူများအားစုများအတည်တည်ပြည့်ရချင်းမြင်ကြကြောင်းသိရပါသည်ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ကိုစလေလောင်းများစီးရင်ကိုအော်တိုဘာလတတိယပတ်တွင်ကတ်ထားပြီးကြီးညာပေးမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်2025ခုနှစ်ပါရီဇုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲမှာသက်ဆိုင်ရာမဲဆန္ဒလိုက်ဝင်ရောက်ရှင်ပြိုင်ကြမယ်ကိုစလေလောင်းများစီးရင်ကိုသက်ဆိုင်ရာကော်မရှင်အဖွဲ့များ၌ အော်တိုဘားလာတတိယပတ်မှာကက်ပြီးကျင်းညာပေးသွားမှာဖြစ်ကြောင်းပြည်တော်စုရွေးကောက်ပွဲကော်မရှင်ထံမှသိရပါတယ်အဆိုပါရွေးကောက်ပွဲသို့ဝင်ရောက်ရှင်ပြန်ရန်နိုင်ငံရေးပါတီများတတိပုဂ္ဂလများတတော်ကိုယ်စားလှယ်လောင်းများအမိစင်းတင်သွင်းမှုများကိုသက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်ဖွဲ့ကွဲများမှစက်တင်ဘာလ23ရက်နေ့မှာအော်တိုဘားလာ၄ရက်နေ့ထိစစ်စစ်ဆောင်ရွက်ခဲ့ပါတယ်ထို့အပြင်ပြောင်းစုရေကောက်ပွဲကော်မရှင်ဖြင့်ကိုယ်စားလှယ်လောင်းများရဲ့အချက်အလက်များကိုဖွဲ့စည်းပုံအခြေခံဥပဒေပုံမှာ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုံမှာ၈ပုံပါ၁၀ရုပ်ပါပြဋ္ဌာန်းချက်နဲ့ညီဆွေးရေးရှိမရှိကိုစစ်ဆေးရန်ပြည်ထောင်ဝင်ကြီးဌာနဗန္ဒာရင်းနဲ့ခွန်ဝင်ကြီးဌာနလူဝဲမှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝင်ကြီးဌာနတို့ပြည်ပွေစစ်ဆေးဆောင်ရွက်လျက်ရှိတယ်လို့သိရှိရပါတယ်။ဆက်လက်ဖော်ပြပြီးလို့တဲ့သတင်းတပုတ်ကတော့မန္တလေးကျောက်တော်ကြီးမှာစောတပိတ်လောင်းလူပဲကျင်းပတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။မန္တလေးမြို့စီမင်းတို့မီဒီယာကြီးတီထားကိုကြခဲ့တဲ့ မဟာသက်ကြမာရဇိန်ကျောက်တော်ကြီးမြတ်စွာဘုရားရေ139ကြိမ်မြောက်ဗုဒ္ဓပူဇနီးရပွဲတော်စွန်တပိတ်လောင်လူပွဲကိုအော်တိုဘားလ9ရက်နေ့ကကျင်းပတယ်လို့သိရပါတယ်။စွန်တပိတ်လောင်လူပွဲမှာမန္တလေးမြို့လေးပြင်းရံမှာရှိတဲ့တန်ဃာတော်2569ပါးကိုစွန်တပိတ်လောင်လူကြပြီးမန္တလေးမြို့ရှိသီလရှင်တွေကိုလည်းလူပွဲဝိထုတွေလောင်လူခဲ့ကြပါတယ်။စွန်လောင်လူပွဲကိုမန္တလေးတိုင်းဒေသကြီးအစိုးရဖွဲ့ ဟာတက်ကြမရစိန်ကြောက်တော်ကြီးမြတ်စွာဘုရားဂောပကအဖွဲ့နဲ့ဌာနဆိုင်ရာဒေသဆိုင်ရာပြည်သူတွေကစုပေါင်းပါဝင်ကုသပြုခဲ့ကြတယ်လို့သိရပါတယ်။ဆက်လက်ဖော်ပြပြီးလို့တဲ့သတင်းတစ်ပုဒ်ကတော့စိုက်ခီယိုးစီဒီတော်တို့ဘုရားဖူးလာရောက်သူများပြားတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။မွန်ပြည်နယ်စိုက်ထုံမြို့မှာရှိတဲ့ဆန်တော်ရှင်ကြိုက်ထီယိုးစီရီတော်မြတ်ကြီးရဲ့ဗုဒ္ဓဘုဇနီယပွဲတော်ကိုသတင်းစွန့်လာပြင်းနေကကဆုံလာပြင်းနေသည့်ကျင်းပလျက်ရှိရာ အနေနဲ့ရက်ရက်ကဖျားဘူးပြည်သူ4000ကျော်လာရောက်ခဲ့တယ်လို့သိရပါတယ်။တိုက်ခိုးစေတီတော်မြတ်ကြီးဖျားဘူးလာရောက်ကြတဲ့ပြည်သူတွေလုံခြုံချမ်းမြေစွာဖျားဘူးပြောင်းနိုင်ဖို့အတွက်ကောဘကအဖွဲ့နဲ့တာဝန်ရှိသူတွေလုံခြုံရေးတွေပါဝင်အခမဲ့တဲခုနေထိုင်ရေးစားတောက်ရေးနဲ့ကျမကြီးဆောင်ရှောက်မှုတွေကိုစက်မှတ်ဆောင်ရွက်ပေးနေပြီးတောက်တက်မော်တော်ရေး150စီးကိုနေ့စဉ်ပြည့်စွဲပေးနေတယ်လို့သိရပါတယ်။ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့တောင်ကြီးမြို့မြေပြိုကျမှုမှာ နေရင်တလုံးပါဝင်ပဝင်ကျင်နေရင်ချုပ်ပျက်စီးဆုံးရှုံးနေဆိုတဲ့သတင်းဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့ညောင်ပြူစခန်းရပ်ကွက်နေမြေခွနဲ့နောက်မြောက်ချမ်းမှာအော်တိုဘားလ17ရက်နေ့ညနေပိုင်းကမြေပြိုကျောင်းမှုဖြစ်ခဲ့တာကြောင့်နေရင်တလုံးနဲ့ပဝင်ကျင်နေရင်ချုပ်ပျက်စီးဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။ပြိုကျပျက်စီးသွားတယ်။နေအိမ်မှာလူနေထိုင်ခြင်းမရှိတာကြောင့်ထိခိုက်မှုမရှိတော့လဲ။ အဆိုပါအိမ်ရဲ့အောက်ဖက်မှာရှိနေတဲ့လူနေချို့ထပ်မံပြိမိခြင်းကြောင့်ပျက်စီးဆုံးရှုံးမှုအနေငယ်ရှိတယ်လို့သိရပါတယ်။ထို့သောမြေပြိုကျောင်းမှုဖြစ်စဉ်မှာမြို့ပြောက်ပိုင်းရက်ွက်များမှာဖြစ်တဲ့ဆက်ဆံထောညောင်ပြူစကဲနဲ့ယရနာသီရိဘက်မှာရွာသွန်းတဲ့မိုးကြောင့်ချောင်းရီစီယာမှာမြေပြိုကျသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။တောင်ကြီးမြို့မှာယမန်နှစ်ကလည်းမိုးများကြီးခဲ့ခြင်းကြောင့်မြေပြိုကျခြင်းများရှိခဲ့ပြီးမြေအလွန်ကျွံဖို့ဆောက်လုပ်ထားတဲ့လူနေအိမ်များ ၎င်းရဲ့ပတ်ဝန်းကျင်ရှိနေအိမ်များဂယုပြုနေထိုင်သင့်တယ်လို့လူမှုကွန်ရက်အဖွဲ့များကသတိပေးနှိုးဆော်မှုများထုတ်ပြန်ထားတယ်လို့သိရပါတယ်။နောက်ဆုံးဖော်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့စီကိန်းဝင်ရောက်မဲ့ရိုးရာလက်ဝိတ်ဖိုက်တာ၃လေ့ကျင့်ပြင်ဆင်နေပြီဆိုတဲ့သတင်းဖြစ်ပါတယ်။စီကိန်းဝင်ရောက်ရှင်ပြိုင်ရန်ရွေးချယ်ခံထားရတဲ့မြန်မာပြည်လွတ်တန်းချန်ပီယံထွန်းထွန်းမင်းတို့ညီကို၃ယောက်အနေဖြင့်စတင်လေ့ကျင့်မှုတွေပြင်ဆင်နေပြီဆိုတာကိုသိရပါတယ်။စီကိန်းအတွက်ရိုးရာလက်ဝိတ်သမားများဖြစ်တဲ့ထွန်းထွန်းမင်း ထုံးမင်းနိုင်နဲ့ထုံးမင်းအောင်တို့ညီကို၃ယောက်ကိုရွေးချယ်ထားတာဖြစ်ပြီး၎င်းတို့ရှင်ပြိုင်ကစားမဲ့ကစားသမားများရဲ့အမိစင်းများလည်းထပ်ပေါ်လာခြင်းမရှိသေးတောင်းသိရပါတယ်။စီကိန်းပြိုင်ပွဲကို2025ခုနှစ်ဒီဇင်ဘာလ9ရက်မှ20ရက်အထိထိုင်းနိုင်ငံဘန်ကောက်မြို့နယ်ချောင်ပူရီမြို့နယ်ဆောင်းလခါမြို့တို့မှာကျင်းပသွားမှာဖြစ်ရာအားကစားမျိုးစားပေါင်း90တော်ရှင်ပြိုင်ခွင့်ပြုကြမှာဖြစ်ပါတယ်။ထိုင်းနိုင်ငံဟာစီကိန်းပြိုင်ပွဲကိုအင်ရှင်နိုင်ငံဖြစ်ခုနှစ်ကြိမ်မြောက်လက်ခံကျင်းပခွင့်ရခဲ့တာလည်းဖြစ်ပါတယ်။ ဒီနေ့ဖော်ပြခဲ့တဲ့သတင်းတွေကတော့မြန်မာနိုင်ငံတဝမ်းလုံးမှာရှိတဲ့စီးရေးစီးပွားရေးလူမှုရေးသတင်းတွေကထူးခြားတဲ့သတင်းချို့ကိုကောက်တော့တင်ပြပေးလိုက်တာဖြစ်ပါတယ်။အားလုံးကိုစိတ်နှပြချမ်းမှရှင်လန်းကြပါစေခင်ဗျာ။